အလုံးမင်းမင်္ဂလာပါမြန်ခရစ်တော်ရရှိထားတဲ့ခရစ်တုနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။ဒီဒီနဲ့အတူတူရှိခဲ့မှုကြောင့် SPF ပြောလာတဲ့သတင်းနဲ့အတူ US မှာ Crypto Reserve တွေလက်တွေ့အကောင့်ထဲပေါ်လာတော့မဲ့သတင်းတွေကိုတင်ဆက်ပေးသွားကြပါမယ်။ကျွန်တော်ကတော့စီစဉ်တင်ဆက်သူခုဖြစ်ပါရယ်ခင်ဗျာ။ ပရမတ်ဘုတ်အနေနဲ့ဒီဒီနဲ့အတူတူရှိခဲ့ဖို့ကြောင့် SBF ပြောလာတဲ့သတင်းကိုတင်ဆက်ပေးကြပါရစေ။ FDA's အချင်းရဲ့ပေကန်ရှင်ဟောင်းကြီး SBF တယောက်33နှစ်ပြည့်သွားခဲ့ပါပြီ။33နှစ်ပြည့်မွေးနေ့ကိုတော့အကျဉ်းထောင်ထဲမှာဖြတ်သန်းခဲ့ရတာဖြစ်ပြီးနိုင်ငံရေးသတင်းသမားတဦးဖြစ်တဲ့တက်ကာကယ်ဆန်နဲ့အင်တာဗျူးတစ်ခုလုပ်ခဲ့ပါရစေ။တခုထူးဆန်းတာကတော့ SBF ကအကျဉ်းထောင်ထဲရောက်နေတာတောင်သူ့မှာအပြစ်ရှိတယ်လို့မခံယူထားတဲ့အချက်ဖြစ်ပြီးသူ့ရဲ့လုံဖို့ကင်ဘက်ဖြစ်တဲ့ ရေးဆယ်မန်ဆိုရင်လည်း Republican ဘက်ကပါနေသူဖြစ်တာကြောင့်သာအခြေအမြစ်မရှိတဲ့အမှုတွေနဲ့ဆွဲချက်တင်ခံခဲ့ရတာဖြစ်ကြောင်းဆိုထားပါတယ်။လောလောဆယ်မှာတော့အရင် FTX မှာအတူတူလုပ်ခဲ့ပူးတဲ့သူတွေတယောက်မှထောင်ဝင်စာလာမသွေးကြောင်းလည်းဆိုထားပြီးတော့လိမ်ပိုင်းဆိုင်ရာဆွဲချက်တွေနဲ့အချင်းကြခံနေရတဲ့ rapper Diddy နဲ့လည်းတခမ်းနဲ့ရှိခဲ့ဘူးသလို Diddy ကသူ့အပေါ်ကောင်းကြောင်းလည်းဆိုထားပါတယ်။ SBF ကိုသမရလူငင်းချမ်းသာအခွင့်နဲ့လွတ်ပေးနိုင်ဖို့ SBF ရဲ့မိဘတွေကကြိုးပမ်းနေတာဖြစ်ပါတယ်။ ဖြစ်လာနိုင်စေတော့နည်းပေမဲ့ Trump လက်ထက်မှာမဖြစ်နိုင်ဘူးဆိုတာမရှိတာကြောင့်တကယ်လို့သာလုံချင်းချမ်းသာအခွင့်နဲ့ပြန်လွတ်လာမယ်ဆိုရင်တော့ US ရဲ့တရားဥပဒေကိုအတော်လေးမေခွန်းထုတ်စရာဖြစ်သွားစေမှာဖြစ်ပါတယ်။ဆက်လက်ပြီးတော့ US မှာ Crypto Reserve တွေလက်တွေ့အကောင့်ထဲပေါ်လာတော့မဲ့သတင်းကိုတင်ဆက်ပေးချင်ပါတယ်။ရွေးကောက်ပွဲမဲဆွဲကားလာတဲ့က Trump တဖွားဖွားပြောနေခဲ့တဲ့ US Federal Bitcoin Reserve ဝယ်စုဖို့ကိစ္စကတော့အတီးဖြစ်လာခဲ့ပါပြီ။ US ရဲ့ viewer မြောက် Bitcoin reserve တွေဝယ်စုဖို့နဲ့ digital assets တွေဝယ်စုဖို့ညွှန်ကြားထားတဲ့အမိန့်စာတစ်စောင်ကို Trump လက်မှတ်ရေးထိုးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ Bitcoin ကိုရောတခြား cryptocurrency တွေကိုပါအစိုးရအနေနဲ့ဝယ်စုဖို့အတည်ဖြစ်သွားခဲ့ပါပြီ။ Imperial Crypto Summit မှာဒီအမိန့်စာထွက်လာမယ်လို့မျှော်လင့်ထားခဲ့ကြပေမဲ့ Crypto Summit မတိုင်ခင်တရက်အလိုမာတွေကအမိန့်ထုတ်လိုက်တာဖြစ်တာကြောင့် crypto summit မှာဒီ reserve တွေဝယ်ဆိုဖို့ကိစ္စတွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုအတိအကျထားဆွေးနွေးသွားမယ်လို့ယူဆရပါတယ် Trump ရဲ့ crypto နဲ့ AI အကြံပေးတူဖြစ်တဲ့ David Sack ကတော့ US အစိုးရဘက်ကတင်စီထားတဲ့ Bitcoin တွေကိုပါ reserve အဖြစ်ထည့်သွင်းသွားမှာဖြစ်ပြီး reserve အဖြစ်သတ်မှတ်ပြီးသမျှ Bitcoin တွေကိုလုံးဝထုတ်ယောင်းသွားမှာမဟုတ်ကြောင်းအတည်ပြုထားပါတယ်။ဒါ့အပြင်ဗန်နာရေးနဲ့စီးပွားရေးဌာနတွေဘက်ကနေလည်း Bitcoin ပိုဝယ်နိုင်မှုအတွက် budget ထွက်လာနိုင်မှု view တွေစဉ်းစားကြရမှာဖြစ်ပါတယ်။ အခွန်နှန်းပြည်သူတွေအတွက်ဝင်တော့ဝင်ဖို့မဖြစ်စေဖို့ကိုလည်းစီစဉ်သွားမှာဖြစ်ကြောင်းဆိုထားပါတယ်။လောလောဆယ်မှာတော့ US အစိုးရပိုင်တဲ့ cryptocurrency ပေါင်းဒေါ်လာ18.3ဘီလီယံဘိုးအထိရှိနေပြီးဒီထက်ကအများစုကတော့ Bitcoin တွေဖြစ်ပါတယ်။ Bitcoin တွေရဲ့ပမာဏကတော့18.8ဒေါ်လာဘီလီယံအထိတန်ကြီးရှိနေပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါဒါကတော့မြန် crypto ရရှိထားတဲ့ crypto နဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။မိတ်ဆွေတို့မှ cryptocurrency ဝယ်ရလို့ဖို့ Binance account တခုမရှိသေးဘူးဆိုရင် trading လောက်တိုင်းမှာ fee discount ပြန်ရမယ်အခုကုတ်ကိုအသုံးပြုပြီးတော့ account ဖွင့်နိုင်ပါတယ်နားဆင်ပေးကြတဲ့သတ်သတ်ရှင်များအားလုံး trade တိုင်းမြတ်ကြပါစေခင်ဗျာ